contemplation လို့ခေါ်ကိုယ့်ရဲ့အလိုတိုင်းဘာတစ်ခုမှမဖြစ်နိုင်တာကအနတ္တလို့ဆိုလိုတာကမျက်စိရဲ့တဘာဝမမြဲတဲ့သဘောသူ့မှာရှိနေတယ်ရှင်နှက်ဆရာမကောင်းတဲ့သဘောသူ့မှာရှိနေတယ်ကိုယ်ကိုယ်တိုင်ဘာမှမတတ်နိုင်တဲ့အနေအထားသူ့မှာရှိနေတယ်အဲ့ဒီရှုထောင့်သုံးမှုကနေပြီးတော့အမှန်ကန်ရှုမြင်လိုက်နိုင်ပြီလို့ဆိုလို့ရှိရင် ဘာကိုဖြုတ်နိုင်တာတော့ဆိုငါဆိုတဲ့အတွေ့ငါဟာဆိုတဲ့အတွေ့တွေဖယ်လိုက်နိုင်တယ်ပေါ့အဲ့ဒီလောက်လေးပဲစဉ်းစားကြည့်ရင်ကိုအတော်အသင့်ဖယ်လို့ရတယ်ဘယ်လွယ်နဲ့တော့ဖယ်တာမဟုတ်ဘူးစဉ်းစားလိုက်တဲ့အခိုက်ကလေးမှာဒါပြောက်သွားတေးချာစဉ်းစားကြည့်ပေါ့ကွာအေးမျက်စိဆိုတာငါမဟုတ်ဘူးငါလည်းမဟုတ်ဘူး သူ့အကြောင်းသူ့ကံနဲ့ဖြစ်ပြီးတော့သာဝရပြောင်းလဲနေတဲ့အရာဖြစ်တယ်။အမေမွေးတို့ကမျက်စိမဟုတ်ဘူးအခုရှိတဲ့မျက်စိကစင်ငယ်စင်ငယ်ဖြစ်ပေါ်လာတဲ့နောက်ပေါ်ကော်ပီနေတာဖြစ်တယ်။နောက်ပေါ်နေတာဖြစ်တယ်။အဲ့ဒါတွေကသာဝရပြောင်းလဲနေမှာပဲ။ဒီသာဝရပြောင်းလဲနေတာကြီးလေဘယ်တော့မှရပ်လို့ရမှာမဟုတ်ဘူးသူ့အကြောင်းနဲ့သူဖြစ်နေတာအကြောင်းကျိုးညီးနေရင်တော့ကောင်းပါပဲ တစုံတစ်ခုအကြောင်းအကျိုးဖောက်ပြန်သွားတာနဲ့တရားရင်နဲ့ပျက်စီးသွားမှာပဲငါပါတတ်နိုင်လို့ဘာမှမတတ်နိုင်ဘူးဒီလိုဆင်ញင်စဉ်းစားလိုက်ငါဆိုတဲ့အတွေ့ငါဟာဆိုတဲ့အတွေ့ရှော့ချလိုက်အဲ့ဒါလို့ရှော့ချလိုက်နိုင်တာနဲ့တရားရင်နဲ့တစုံတစ်ခုမျက်စိဖောက်ပြန်ပြောင်းလဲတာတာနဲ့ကြုံတဲ့အခါမှာ ဖြစ်ရနေခြင်းဆိုတဲ့တောကမလာတော့ဘူးအဲ့ကြောင့်ရစီအတွက်ငူကြွေးတာဆိုတာမရှိဘူးဘာလို့တော့ဆိုဒါဒီလိုဖြစ်မယ်ဆိုတာစဉ်းစားထားပြီးတာဟဲ့အတိညာနဲ့စဉ်းကျင်စဉ်းစားထားတော့တောကဆိုတာမလာဘူးပရိဒေဝဆိုတာမလာတော့ဘူးဒုက္ခဆိုတာမလာတော့ဘူးဒေါမနတဆိုတာမလာတော့ဘူးဥပါယတလို့ခေါ်တယ်စိတ်နှလုံးပင်ပန်းမှုတွေလည်းမလာတော့ဘူးတဲ့အဲ့ဒီ မလာတော့ဘူးဆိုလို့ရှိရင်စိတ်နှလုံးနှလုံးစိတ်ဝမ်းသာအေးချမ်းသွားတယ်ဒါပြောနော်တခဏဆင်ញင်လိုက်ရင်တခဏအေးချမ်းသွားနောက်ဆုံးမှာအမှန်ကန်မြင်မှုကစွမ်းဆောင်မှုတွေအကောင်းလာလေလေဒုက္ခပရိဒေဝဒုက္ခဒေါမနတဥပယတဆိုတဲ့တရားတွေကယောပါသွားလေလေ တဏအတွေးဒိဋ္ဌိအတွေးတွေဝေးသွားနေလေသောကပရိဒေဝဒုက္ခဒေါမနတဥပါယတံဆိုရယ်ပူပန်မှုတွေကပျောက်ကင်းသွားနေလေဒီလိုလား